မင်္ဂလာပါတရက်6လ2025မှ15ရက်6လ2025အတွက်တင်းငူလီသာသမီများရဲ့ကံစားတာကိုဒါရနမီဟောကြားပြီးမှဖြစ်ပါတယ်ဒီကလာမှာတင်းငူလီသာသမီတွေကအလောက်ကိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းခွင့်အဆင်မပြေမှုတွေဆုံးရှုံးမှုတွေပျက်စီးမှုတွေအများကြီးများတဲ့ကာလဖြစ်တဲ့ လုပ်ငန်းတည်နေရာတည်ထိုင်နေရာထိုင်ခင်းအပြောင်းလဲအစ်စ်တွေကိုလောက်ကန်ဆောင်ရမှာဒါမိမိဘဝအတွက်အဆင်ပြေမယ်ဆိုရယ်ကန်စာတာလေးဖြစ်ပါလေဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့ဥစ္စာပစ္စည်းလေးဆက်တွေ့ကောင်းလေးတွေတင်ကောင်းလေးတွေနိုင်ငံရချားနေချားမြေချားတွေနဲ့ဆက်တွေ့လောက်ကန်တဲ့အလောက်ကန်အခွင့်အလန်းတွေကနေဥစ္စာပစ္စည်းလေးတွေတိုးပွားမှာဖြစ်ပါလေရှင် မိတ်ဆွေကန်နဲ့ပတ်သက်ရင်တော့အမျိုးသမီးနှစ်ဦးကြောင့်ဆဆရရအစဉ်ပြေမဲ့အောင်မြင်မဲ့ကိုယ့်ရဲ့အမိတော်၎င်းတော်တော်၎င်းကိုယ့်ထက်ကြီးကဲသောအမျိုးသမီးတွေရဲ့ကူညီဆောင်ရှောက်မှုတွေနဲ့အလုပ်ကံလေးတွေအစဉ်ပြေပါလိမ့်မယ်အိမ်တွင်းရေးအိုးအိမ်ကိစ္စလေးတွေနဲ့ပတ်သက်လို့အိမ်တွင်းရေးလေးတွေမှာပြဿနာလေးတွေပေါ်တတ်ပါတယ်အနှောက်ရှက်အတိုက်ခိုက်တွေများပါမယ်ကိုယ့်ရဲ့အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးတော့မှတရားတစ်ပေါင်လေးတွေရုံးပြေကဏ္ဍလေးတွေရုံးရောက်ခက်ရောက်လေးတွေရင်ဆိုင်ဖြစ်ရှင်ရတတ်ပါတယ် သားသမီးလက်အောက်ငယ်သားနဲ့ပတ်သက်လို့ရှိရင်သားသမီးကြီးရဲ့သားရီလို့ပေါ့နော်အထူးသဖြင့်အမျိုးသားနဲ့ပတ်သက်တော့ကိုယ့်ရဲ့သားရီနဲ့ပတ်သက်တော့အမျိုးသားတဦးနဲ့ပတ်သက်တော့ဒီလိုမျိုးစိတ်တော်ကလေးတွေများမယ်စိတ်ဖိစီးမှုလေးတွေများမယ်စိတ်ဆင်းရဲစရာလေးတွေများမယ်ရန်အန်ဒီတွေနဲ့ပတ်သက်လို့တော့အထူးပဲတတိထားဖို့လိုမယ်ရန်တွေများမယ်အတိုက်ခံတွေများမယ်ရန်တွေကြောင့်ကိုယ့်ရဲ့ဘဝမှာဆုံးရှုံးနေတာမျိုးတွေများတတ်ပါလေ အခြေရေးအင်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့ကိုထက်ကြီးကဲတော့အမိဖာဆရာသမားတွေရဲ့အကူအညီခေါင်းလေးတွေနဲ့အစဉ်ပြေမဲ့အထင်လွဲနားလည်မှုလွဲတာလေးတွေပြန်လဲပြီးတော့မှဖြည့်ရှင်းလို့ရပါလိမ့်မယ်ကျမ်းမာရေးနဲ့ပတ်သက်တော့ဒီကာလမှာဖြားလာနာလာရုပ်တရက်ပေါ့နော်ဒီလိုမျိုးလေးတွေမျက်စိကြိုက်တာမျက်ရည်ကြိုက်တာဖြားတက်နာတက်တာလေးတွေဒီလိုဆက်ပြီးလို့လုံမယ်ကိုယ့်ရဲ့ဘဝမှာအေးချမ်းခြင်းငြိမ်းချမ်းခြင်းတွေရတော့ကောင်းတဲ့ ကောင်းတစ်ခါဆိုးတစ်လှည့်ဆိုတာနဲ့ပေါ့နော်ကြုံတွေ့ခဲ့ရတာမျိုးလေးတွေများပါတယ်နော်။ညာသောအဖြစ်လို့အဆိုးတွေနဲ့ပဲကြုံတွေ့ရတယ်ဆိုတော့ကန်ဆာတာလေးဖြစ်တယ်။လက်ရှိကြုံတွေ့နေရတဲ့ကံလေးတွေမှာဆိုတော့ကံမကောင်းမှုလေးဖြစ်မယ်၊ကံမှာအဖြစ်ကလေးတွေရှိမယ်၊အမျိုးသမီးတူဦးနဲ့ပတ်သက်ပြီးမှစိတ်နှောက်ရှက်များမယ်၊စိတ်ဆင်းရဲစရာတွေကြုံရပါမယ်။ကိုယ့်ရဲ့စီးပွားရေးတွေမှာလည်းကိုယ်ကြောင့်မဟုတ်ဖက်နဲ့ပေါ့နော်သူတစ်ပါးကြောင့် ကိုယ့်ရဲ့ရောက်ခတိရောက်ခမရောင်းမရောက်ဖအမိအဖာသူတို့အတွက်ကြောင့်မျိုးဝေကုံကြေးကြတယ်များမယ်ချီးတာငားတာပေးတာကမ်းတာဒီကာလမှာလုံးဝမလုပ်တင်တဲ့ကာလလေးဖြစ်ပါတယ်အခုလက်ရှိကြုံတွေ့နေရတဲ့အပူတော့ကတော့ရှင်ပြန်မှုတွေပြိုင်ဆိုင်မှုတွေအတိုက်အခံတွေအများများပါမယ်ကိုယ့်ရဲ့အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးတော့မှပြဿနာအရှုပ်ရှင်းတွေပေါ်တတ်ပါတယ်ရဲတရအနေနဲ့ကတော့မျက်စိ ပါဝါအားနေတဲ့သူတွေမျက်စိမျက်မှန်လေးတွေလှူပေးတာမျိုးလေးတွေမျက်စိဆေးလေးတွေလှူဒန်းပေးတာလေးတွေဆိုလို့ရှိရင်တော့ဘဝမှာအဆက်ဆက်ရရအစဉ်ပြေခြင်းအောင်မြင်ခြင်းတိုးတက်ခြင်းတွေနဲ့ပြည့်စုံပါလိမ့်မယ်ရှင်။မင်္ဂလာပါ။တရက်6လ2025မှ15ရက်6လ2025အတွင်းတနင်္လာသားသမီးများရဲ့ကျန်းစာတာကိုဒါတော့နမိတ်ဟောကြားပေးမှာဖြစ်ပါလိမ့်။ ဒီကလာမှာတနင်္လာသာသမီလေးတွေအလုတ်ကန်နဲ့ပတ်သက်ရင်လုပ်ငန်းခွင့်အထက်လူကြီးတွေနဲ့အဆင်မပြေရလေးတွေပုံနဲ့လုတ်ကန်နေတဲ့လုပ်ငန်းထဲကနေအမျိုးသားတအုပ်နဲ့ပတ်သက်ပြီးစိတ်အနှောက်အယှက်ကြီးကြုံရပါလိမ့်မယ်။ဘလို့ပဲအခက်အခဲကြီးကြုံကြုံပေါ့နော်။မိမိကအောင်မြင်ပါလိမ့်မယ်နော်။အဥ္စာပစ္စည်းနဲ့ပတ်သက်ရင်တနင်္လာသာသမီလေးဥ္စာပစ္စည်းလေးစုဆောင်းလို့မရ ဝင်သမျှထွက်ဆိုတဲ့ပုံစံလေးကိုတွေ့ရပါလိမ့်ရှင်။ဘာပဲဖြစ်ဖြစ်ဒီကာလမှာတော့ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့တိတိချာချာစီစီစစ်စစ်သုံးဆွဲလောက်ကင်ဖို့လိုပါလိမ့်မယ်။မိတ်ဆွေကံလေးနဲ့ပတ်သက်ရင်တော့အထူးပဲသတိထားဖို့လိုမယ်။မိတ်ဆွေတွေကြားထဲမှာခလောက်ဆန်တဲ့သူတွေအဲကြားရရနေပေါ့နော်။ကိုယ်ကိုဖျက်လို့ဖျက်စီးလုပ်တဲ့သူတွေကြောင့်မလို့ကိုယ်နဲ့မိတ်ဆွေတွေကြားထဲမှာရန်နေဖြစ်စကားတွေများပြီးတော့မှလမ်းခွဲပြည့်စည်ရတတ်ပါလေ။ အိမ်တွင်းအိုးအိမ်ကိစ္စရင်းနဲ့ပတ်သက်နေအိမ်တွင်းဒီကိုရဲ့ချစ်သူခင်သူတွေကိုရဲ့အိမ်ထောင်ဘက်တွေကြားထဲမှာမနာလိုမုန်းထားအတိုက်အခံတွေနှစ်ယောက်ထက်ပိုပြီးရှိတာမျိုးတွေကြုံရတတ်တယ်ကိုရဲ့အိမ်ထောင်ဘက်နဲ့လည်းအဆင်မပြေတာဒီစကားစနီပြောရတာဒီတယောက်နဲ့တယောက်ခက်ရန်ဖြစ်ပေါ်ရတာဒီကြုံရတတ်ပါတယ် သာသမီလက်အောင်ငယ်တန်းကြီးကိုမောင်မားနဲ့ပတ်တဲ့နဲ့သာသမီတွေရုပ်ဆုံးမရခက်တာတွေပြောမရဆိုမရတာလေးတွေစေမျိုးကြီးကိုမောင်မားတွေထဲမှာလည်းအမျိုးသမီးတူအနှောက်ရှက်ကြီးကြောင့်မလို့ကိုယ်ရမိသားစုအစည်းအဝေးမှာထိခိုက်နေတာတက်ပါတယ်ရန်အန်တီရဲ့အမိနဲ့တော့ရန်လေးတွေတတိထားဖို့လိုပါမယ်နော်ဘဝမှာဆုံးရှုံးမှုတွေပျက်စီးမှုတွေကအဲ့ဒီရန်ကြီးကြောင့်မလို့ကိုယ်ရဲ့စီးစိမ်ဥစ္စာတွေကပျက်စီးဆုံးရှုံးတတ်တဲ့ကံတွေဖြစ်ပါတယ်အချစ်ရဲ့အိမ်ထောင်ရေးနဲ့ပတ်သက်ရင်နော်ဒီကာလမှာတနင်္လာသာသမီတွေကိုယ့်ရဲ့ ချစ်သူစီကနေလက်ဆောင်ကောင်းတည်င်းစကားကောင်းတည်င်းကောင်းလေးတွေကြားရသီးရမယ်ရရှိမယ်ဆိုတဲ့ကစားတာလေးဖြစ်တယ်ပေါ့နော်အရက်ဝေးကအချစ်ချစ်သူတွေနဲ့ပြန်လက်ဆက်တယ်ရတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တည်င်းလာသားသမီးတွေအသေးစားတော့လည်းကောင်းအကြီးစားတော့လည်းကောင်းခွဲစိတ်ကူးတာခံရတတ်တဲ့ကစားတာလေးဖြစ်ကြမလို့ကျမ်းမာရေးလေးတွေဒီလူဆိုင်ပေးဖို့လိုပါမယ်ကိုဘွားရဲ့အေးချမ်းချင်းငြိမ်းချမ်းချင်းနမိတ်ဒီမှာတော့အေးချမ်းစွာဖြတ်တန်းခဲ့ရတာမျိုးလေးတွေအမျိုးသမီးနှစ်ဦးကြောင့် ကိုဘွားမှာအဆတ်ဆတ်ရရအစဉ်ပြေမှုလေးရရှိခဲ့တာမျိုးလေးတွေဂျုံကဂျုံခဲ့ရတဲ့ကန်ဆာတာလေးဖြစ်တယ်ပေါ့နော်အခုလက်ရှိကန်ဆာတာအရဆိုရင်တော့ကန်ဆာတာလေးတွေကတော့ကောင်းပါတယ်ကိုယ့်ရဲ့ချစ်သူခင်သူနဲ့ပျော်ရွှင်စရာခရီးသူလေးလေးတွေတွေ့ရတာမျိုးလေးတွေအဆတ်ဆတ်ရရအောင်မြင်တာမျိုးလေးတွေဂျုံရမယ်ငွေကြေးလက်လာပကနဲ့ပတ်သက်ရင်လည်းဒီကလာမှာငွေတွေကတော့ဝင်မယ်သို့တော်လည်းဝင်ဝင်နဲ့ထွက်ဝင်မမျှပဲနဲ့ပေါ့နော်ငွေကြေးကန်လေးတွေမှာအထွက်ကျန်နေတာမျိုးလေးတွေဂျုံကတတ်ပါတယ် ယခုလက်ရှိအပူတော်ကအနေနဲ့ဆိုရင်တော့အပူတော်ကတွေမှာတော့ရှင်ပြိုင်မှုတွေပြိုင်ဆိုင်မှုတွေအတိုက်အခံတွေအများများမယ်ဘာကိုပဲလှုပ်လို့နှမျိုးနှစ်ခုနှစ်နေရာဒါမျိုးပုံစံလေးတွေနဲ့ပေါ့နော်ဘဝမှာအမြဲတမ်းကြုံတွေ့ရတဲ့ကန်ဆာတာလေးဖြစ်တယ်ရေတရာအနေနဲ့ဆိုရင်တော့ကိုယ်ဝန်တဲ့အမျိုးသမီးတွေကိုစားချင်တာလေးတွေဝယ်ပေးခြင်းအဖြစ်အစဉ်ကြီးသွားပါမင်္ဂလာပါတရက်6လ2025မှ15ရက်6လ2025အတွက် အင်္ဂါသာသမီများရဲ့ကံစားတာကိုတာရဏမေခေါ်ကြပြီးမှဖြစ်ပါတယ်။ဒီကာလမှာအင်္ဂါသာသမီတွေကအလောက်ကန်နဲ့ပတ်တဲ့အလောက်ကန်လေးတွေအစဉ်ပြေးတာလေးတွေကြုံရပါလိမ့်မယ်နော်။အမျိုးသမီးအတုံးဆောင်ပစ္စည်းတွေအမျိုးသမီးတွေနဲ့ပတ်သက်သောလုပ်ငန်းတွေလောက်ကန်ဆောင်ရွက်ခြင်းအပြင်ဘဝမှာဆက်ဆက်ရရအစဉ်ပြေးမှုအောင်မြင်မှုလေးတွေရရှိမှဖြစ်ပါတယ်။ ဥစ္စာပစ္စည်းနဲ့ပတ်သက်နေဒီကာလမှာဥစ္စာပစ္စည်းလေးတွေဝင်လာဖို့ရှိတယ်ဥစ္စာပစ္စည်းလေးတွေကလည်းအဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ကိုဘွားမှာအမျိုးသမီးတွေရပဲအဆဆရရကုညီရစောင့်ရှောက်တယ်ဆိုတော့ကန်စာတန်လေးကိုရရှိမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဥစ္စာပစ္စည်းလေးလည်းတိုးွားမှာဖြစ်ပါတယ်မိတ်ဆွေကံလေးနဲ့ပတ်သက်ရင်မိတ်ဆွေတွေစီကနေမှာတည်ငောင်းလေးတွေကြားပါမယ်အဆက်အသွယ်ကောင်းလုပ်ငန်းကိန်းကအပြောင်းလဲဒီလိုအကူအညီအထောက်အပံ့လေးတွေကိုရရှိမှာဖြစ်တယ်ပေါ့နော် အဲ့တော့အိမ်တွင်းရေးအိုးရင်ကိစ္စရင်းနဲ့ပတ်သက်ရင်တော့အင်ခါသားသမီးလေးတွေကကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့ချစ်သူကြောင့်စိတ်တော်ကများမယ်စိတ်ဖြစ်စီမများမယ်စိတ်ပင်ပန်းမှုများမယ်ဒီအမျိုးသားတွေကလည်းမိမိစီကနေထွက်ခွာသွားတာမျိုးလေးတွေကြုံရတတ်ပါတယ်နော်အဲ့တော့ တာသမီလက်အောက်ငယ်ကညီကိုမောင်နှမဆွေမျိုးသားချင်းကန်နဲ့ပတ်သက်တဲ့ဒီကာလမှာတာသမီလေးတွေရဲ့ပညာရေးလူမှုရေးစီးပွားရေးတွေမှာဆက်ဆက်ရရအရှင်ပြိုင်မှုတွေပြိုင်ဆိုင်မှုတွေအတိုက်အခံတွေဒီလိုမျိုးလေးတွေနဲ့ပေါ့နော်စိတ်တော်ကတွေများမဆိတ်ဆင်းရရမယ်သူတို့တွေရဲ့ဟိုအဆက်ဆက်ရရပေါ့နော်ဟိုအခက်အခဲလေးတွေကြောင့်မို့လို့လဲကိုယ်မှာစိတ်ဖိစီးမှုတွေများတတ်ပါတယ်နော်အဲ့တော့ ဟိုယန်အန်ဒီရဲ့အနေနဲ့တော့အင်္ဂါသာသမီးကြီးယန်လေးတွေကင်းတယ်လို့ပြောပါမယ်ယန်လုံးဝရှင်းတယ်လို့ပြောမှာဖြစ်ပါတယ်ရှင်အချစ်ရဲ့အိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့ကိုယ့်ရဲ့ချစ်သူတွေချစ်သူဟောင်းတွေစီကနေပြန်ပြီးမှအဆက်အသွယ်ကောင်းတည်ငြိမ်ကောင်းတည်ငြိမ်စကားကောင်းလက်ဆောင်ကောင်းတွေရရှိတတ်တဲ့ကစားတာလေးဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့အင်္ဂါသာသမီးတွေဒီကာလမှာကျမ်းမာရေးလေးတွေအထူးပဲပြီးဆိုက်ကုလို့မယ်အမြင်မှပြုတ်ကြရ ရင်ကား NTL တွေသတိထားပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လို့မတော်တဆထိခိုက်တံရည်ကြီးရင်ရပါတယ်နော်ကိုဘွားရဲ့အေးချမ်းမှုငြိမ်းချမ်းမှုတွေပါတော့အေးချမ်းစွာဖြတ်တန်းခဲ့ရတဲ့မိသားစုပျော်ရွှင်ချမ်းမြေ့စွာဖြတ်တန်းခဲ့ရတဲ့ကံလေးဖြစ်တယ်ယခုလက်ရှိကြုံတွေ့နေရတဲ့ကံစားတော့ကံစားတာလေးတွေကတော့ညံ့နေတယ်လို့ပြောရမှာပေါ့နော်ကံလေးတွေကအစိုးရမှရောက်နေတယ်ငွေကြီးလက်လက်ပခါတွေလက်ပိတ်စုနေတယ်အကုန်ကြေးတွေများနေတယ် ထွက်ဝင်ဝင်မရှိပဲထွက်ငွေကျန်းနေတဲ့ကန်စာတာလီလို့ပြောမှာဖြစ်တယ်။ကြုံတွေ့နေရတဲ့အပူတော့ကအနေနဲ့တော့လက်ရှိကြုံတွေ့နေရတဲ့အတိုင်းရက်တက်နေအောင်မှာဖြစ်တယ်ပေါ့နော်။အခြေရေးအိမ်ထောင်ရေးစီးပွားရေးတွေအားလုံးရက်တက်နေအောင်မှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဘာပဲဖြစ်ဖြစ်အင်္ဂါသာသမီးလေးတွေကတော့လုတ်ပြရမယ့်ရေထရာလေးရဆိုလို့ရှိရင်တော့အင်္ဂါဂျူတော့မှာစီမီကိုတိုင်အမွှေးတိုင်ကိုတိုင်ဖျားပန်းကိုပွင့် ီလိုမျိုးလေးပေါ့နော်တွားပြီးတော့မှနှင်းစီပန်းကိုဝင်ဒါလေးတွေတွားပြီးလှူဒန်းပေးခြင်းအဖြစ်မိမိရဲ့ကန်စာဒါလေးတွေပြန်လည်အဆင်ပြေပါနိုင်မယ်အားလုံးအဆင်ပြေအေးချမ်းအောင်မြင်ကြပါစေရှင်မင်္ဂလာပါတရက်6လ2025မှ15ရက်6လ2025တို့ဘုရဘူးယာဟုဒါကမြန်မာရဲ့ကန်စာတာကိုဒါရောနာမည်ခေါ်ကြပြီးမှဖြစ်ပါတယ် ဒီကာလမှာဘုရခုယဟူသားသမီးတွေရလောက်ကန်ခွင့်အလံလေးတွေနှမျိုးနှစ်ခုနှစ်နေရာကနေပေါ်ပေါက်လာတတ်တဲ့အခွင့်အလံကောင်းကြီးရရှိမှဖြစ်တယ်။အလောက်ကန်လေးတွေအစဉ်ပြေမှဖြစ်တယ်ပေါ့နော်။ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်လည်းဥစ္စာပစ္စည်းလေးတွေငွေကြေးလေးတွေအစဉ်ပြေလာမယ်၊ကန်စာတာလေးဖြစ်တယ်။အမျိုးသမီးတူဦးနဲ့ပတ်သက်ပြီးမှငွေကြေးဥစ္စာပစ္စည်းပေါများစွာရရှိမှဖြစ်တယ်။ မိတ်ဆွေကံလေးတွေနဲ့ပတ်သက်ရင်မိတ်ဆွေကံလေးတွေကောင်းပါလေမိတ်ဆွေတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းလေးတွေကြောင့်မိတ်ဆွေကံလေးတွေကြောင့်မလို့ဆဆရရဆင်ပြေပါမယ်အိမ်တွင်းရေးအိုးရင်ကိစ္စတွေမှာတော့အိမ်တွင်းရေးလေးတွေမှာအဲကိုကငါတဘောပေါ်တာထင်ရဆိုင်တာပစူးထိုးတစောက်ကန်လောက်တာတွေကြောင့်မလို့အိမ်တွင်းရေးလေးတွေမှာစိတ်ညစ်စရာလေးတွေစိတ်ပင်ပန်းစရာလေးတွေကြုံမှာတတ်ပါတယ်နော်အဲ သာသမီလက်အောင်ငယ်တန်းကြီးကိုမနမဆွေမျိုးသားချင်းကန်တဲ့ပတ်တိုင်နဲ့အထူးကောင်းပါတယ်။သာသမီရဲ့အောင်မြင်မှုအသီးပွင့်ကြီးဆွေမျိုးရဲ့ကူညီထောက်ပံ့မှုအသီးပွင့်ကြီးကိုရရှိခံစားမှာဖြစ်တယ်။ရန်အန်တီရဲ့အမိနဲ့ရတော့ရန်လေးတွေကတော့နည်းနည်းတော့ရှိမှဂျားတွေကနေခလောက်ဆန်တဲ့လူတွေဒီစကားဒေတာစကားအနှောက်အယှက်ကြီးကြုံရတတ်ပါတယ်။ကိုယ့်ရဲ့အချစ်ရဲ့အိမ်ထောင်ကြီးတွေနဲ့ပတ်တိုင်ကချစ်သူတွေနဲ့အတူပြောပွဲရှင်ပွဲလေးတွေပြောစရာခရီးတူလေးတွေ တွားရလာရတက်တယ်အိမ်တန်စိတ်ချမ်းသာစရာကောင်းမယ်ကိုယ်စီရထွက်သွားတဲ့သူတွေရှိရင်လည်းပြန်လည်းရောက်ရှိလာတတ်ပါလေကျမ်းမာရေးနဲ့ပတ်သက်တော့ခါအောက်ပိုင်းသတိထားဖို့လိုမယ်နော်အမျိုးသားတွေစီးကြောက်ကခြေတလုံးတွေကိုက်ခဲတာခြေထောက်နဲ့ပတ်သက်တော့ယောဂလေးတွေဖြစ်တတ်ပါတယ်အမျိုးသမီးတွေလည်းဒီအမျိုးသမီးယောဂလေးတွေသတိထားပြီးလို့ပါမယ် ကိုဘွားရဲ့အေးချမ်းခြင်းငြိမ်ချမ်းခြင်းနမိတ်တွေမှာတော့အေးချမ်းစွာဖြတ်တန်းခဲ့ရတာမျိုးတွေကိုကြုံတွေ့ခဲ့ရတယ်။ဘဝမှာဆဆရရပေါ့နော်။အစက်အတွက်လေးလေးသတင်းကောင်းလေးတွေကိုကြီးဆောင်းဆောင်းမဲ့တွေ့နေကြ။ဘဝမှာအဆင်ပြေချုံးမှုခဲ့တယ်ပေါ့နော်။ဒါပေမဲ့အခုလက်ရှိကြုံတွေ့နေရတဲ့ကန်ဆာတာအများဆိုရင်တော့ဘုရခုရာဟုတာသမီးလေးတွေကန်ဆိုးမှုမှောင်ကြနေတဲ့အနေအထားလေးကိုတွေ့ရပါတယ်။အဆင်မပြေမှုလေးပြဿနာတွေအခက်အခဲတွေ အဘဝမှာပျက်စီးဆုံးရှုံးမှုတွေအများများတဲ့အနေအထားလေးကိုတွေ့ရတယ်။ကံတွေအများဆိုးနေပါတယ်။ဝေကြီးလက်လက်ပကားတွေကတော့လည်းရက်တက်နေမှဖြစ်တယ်။ငွေကြီးတွေဝင်လာမဲ့ဟာတွေလည်းမဝင်လာဘူး။ရားစရာရှိရာတွေလည်းမရဘူး။ငွေကြီးတွေအလုံးကိုင်တွေရက်တန့်သွားတာမျိုးပျက်စီးသွားတာမျိုးဆုံးရှုံးနေရမျိုးတွေနေကြုံရမယ်။အခုလက်ရှိကြုံတွေ့နေရတဲ့အပူတော့ကတော့အပူတော့ကကြီးရဲ့လို့ပဲပြောရမှာဖြစ်တယ်ပေါ့နော်။ဘုရပူရာဟုသာသမီးတွေဒီကာလမှာအတိုက်အခံတွေအနှောက်အယှက်တွေမနာလို့ဆုံးမုံထား ဆုံးတဲ့နှက်တက်ဒီတုံကြုံတွေ့ရမယ်ဘဝမှာအဆင်မပြေမှုတွေအရန်ကိုများနေတဲ့ကန်ဆာတာလီလို့ပြောရမှာဖြစ်ပါတယ်ရှင်ရတရအမည်နဲ့ဆိုလို့ရှိရင်ဖုံးကြီးကြောင်းလေးမှာတွားပြီးတော့မှာပေါ့နော်ကိုဖက်နက်ပေါ့အဓိကတော့ဖက်နက်တို့ကိုတက်နိုင်တော့ကားလို့ပေါ့နော်ဒါမျိုးလေးတွေတွားပြီးတော့လှူပေးပါစီးတော့ရှင်ပေါ့နော်စီးတော့ရှင်နဲ့ပတ်သက်တာလေးတွေလှူပေးခြင်းအဖြစ်အစီအပြေအောင်မြင်ပါလိမ့်မယ်ရှင်အားလုံးအစီအပြေကြပါစေတက်ကြည့်မင်္ဂလာပါ တရက်6လ2025မှာ15ရက်6လ2025အတွက်ကြာတာပရိသတ်မှုများအတွက်ကန်စာတာတာရနီမှာဟောကြားပြမှာဖြစ်ပါလေဒီကာလမှာကြာတာပရိသတ်မှုတွေရဲ့အလောက်ကင်နဲ့ပတ်သက်ရင်တော့အလောက်ကင်ဆက်အတွက်ကောင်းတွေရရှိမှာဖြစ်တယ်နိုင်ငံရက်ချာနဲ့ဆက်အတွက်လောက်ကင်နဲ့လောက်ကန်ကင်ငန်းတွေအစီအပြေနဲ့ရက်ဝေးနေချာရဲ့အလောက်ကင်တွေဒီတည်ငောင်းတွေကြားမှာဖြစ်တယ် ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်ဥစ္စာပစ္စည်းလေးတွေမှာတော့ကုန်ကျမှုလေးတွေများနေမယ်အတုံးဆွဲလေးတွေများနေမယ်ဆိုတော့ကန်စားတာလေးဖြစ်တယ်။မိတ်ဆွေကန်ကြီးနဲ့ပတ်သက်ရင်တော့အထူးပဲကောင်းပါလေမိတ်ဆွေတွေရဲ့အကူအညီကောင်းကိုယ့်ရဲ့အမိအဖတော်လိုဒေရဲ့ကူညီကောင်းလေးတွေရရှိမှာဖြစ်တယ်။အိမ်တွင်းရေးဥယျာဉ်ကိစ္စလေးတွေမှာတော့အိမ်တွင်းရေးလေးတွေမှာအခက်အခဲလေးရှိနေချာခရရနေခလောက်ဆန်တတ်တဲ့အမျိုးသမီးအဖြစ်တွေဝင်တတ်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီးစကားအခြေအနေကြီးပြောရဆိုရတတ်ပါတယ်။သာသမီလက်အောက်ငယ်ကညီကိုမောင်နှမတွေနဲ့ပတ်သက်လို့ရှင်လေ။သာသမီတွေရဲ့ဆုံဆုံးမမှုနာခံမှုဆွေမျိုးညီကိုမောင်နှမတွေကြောင့်လို့ဒုက္ခရောက်မှု အဲ့ဒါလေးတွေကြုံကြည့်ရတတ်တယ်နော်ဒါလေးတွေတော့တတိထားပြီးလို့လို့မယ်ရန်အန်ဒီရဲ့အနေနဲ့တော့ရန်လေးတွေရှိပါတယ်ရှင်ပြိုင်မှုတွေပြန်ဆန်မှုတွေရင်ကားအန်ဒီရဲ့လေးတွေတတိထားပြီးလို့လို့မယ်အချစ်ရေးအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့ဒီကာလမှာကြာသပြေးကြတဲ့မျိုးကြီးပြိုကွဲသွားတတ်တာမျိုးလမ်းခွဲရတာမျိုးပျက်စီးသွားတတ်တာမျိုးတွေကြုံရနိုင်ပါတယ်အဲကိုယ်ကအိမ်ထောင်ဘက်နဲ့ပတ်သက်လို့တော့နော်တော်တော်လေးကိုစိတ်တော့ကများရနိုင်ပါတယ် ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာကျမ်းမာရေးလေးတွေကောင်းမွန်လာပါမယ်အဆက်အသွယ်လေးတွေရရှိလာပါမယ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့စေကောင်းဝါကောင်းတမားကောင်းတွေလည်းတွေ့ရမှာဖြစ်ပါတယ်ကိုဘွားရဲ့အေးချမ်းခြင်းနဲ့ချမ်းခြင်းနမိတ်ဒီမှာတော့အေးချမ်းမှုလေးတွေတော့ရှိတယ်ကိုရဲ့အပျော်လွန်မှုအပျော်ပါမဲ့မော်မှုတွေကိုရဲ့ထင်ရှားဆိုင်မှုတွေကြောင့်ဘဝမှာတစ်စစ်ချိုးအပြောင်းလဲတွေ ခဏခဏကြုံတွေ့ရတတ်တဲ့ကန်ဆာတာလေးဖြစ်တယ်ပေါ့နော်အခုလက်ရှိကန်ဆာတာအများဆိုရင်တော့ကန်ဆာတာလေးတွေကတော့ကောင်းနေလို့ပြောရမယ်ကန်ဆာတာလေးတွေမှာအခွင့်အလမ်းတွေအလုတ်ကန်အခွင့်အလမ်းစီးပွားရေးအခွင့်အလမ်းအဆဆရရအခွင့်အလမ်းလေးတွေနှမျိုးနှစ်ခုပေါ်ပေါက်တတ်တဲ့ကန်လေးဖြစ်တယ်ငွေကြေးကန်နဲ့ပတ်သက်ရင်ငွေကြေးလေးတွေ လိုတလိုထင်တလိုဝင်ရောက်မဲ့ကန်စာတာလေးဖြစ်တယ်ပေါ့နော်။ဘာပဲပြင်းငွေကြီးကန်နေလည်းအရန်ကိုပွင့်လန်းပါလေ။လက်ရှိကြုံတွေ့နေရတဲ့အပူတော့ကဆိုရင်တော့အဖြက်ကလေးတွေရှိတတ်တယ်၊ကြုံတွေ့ရတတ်တယ်၊အနှောက်ရှက်လေးတွေပေါ်ပေါက်တတ်တယ်၊ရန်အန်တရလေးတွေတော့ရှိတတ်တယ်။ဒါပေမဲ့ဘာပဲဖြစ်ဖြစ်မိမိကအနိုင်ရမယ်ဆိုတဲ့ကန်စာတာလေးဖြစ်တယ်ပေါ့နော်။အဲကြာကြာမကြီးသားသမီးလေးတွေကအိမ်ထောင်ကြီးနဲ့ပတ်သက်ရင်တော့နည်းနည်းတော့ကများမဲ့ကန်စာတာလေးဖြစ်ပါလေ။အဲရေဒီယာအနေနဲ့ဆိုလို့ရှိရင်နော်။ ကိုဝန်တဲ့အမျိုးသမီးတွေနဲ့ကလေးတငယ်လေးတွေပေါ့နော်ကလေးတငယ်လေးတွေအဲဒီလိုမိခင်နဲ့ကလေးဆောင်ဆောင်ရကပေါ့နော်အဲဒီမှာတော့ပြောမှာအလှအတန်းလေးတွေသူတို့စားချင်တဲ့အတီးအနှံလေးတွေကိုဝန်တဲ့တွေဝတ်တက်တဲ့ဘိုက်ခုံအင်ဂျီလိုဟာမျိုးလေးတွေတော့ပြောမှာပေါ့နော်ကိုနိုင်တဲ့လောက်ကလေးတွေတော့ပြီးလှူဒန်းပေးခြင်းအဖြစ်အဆင်ပြေပါလိမ့်မယ်ရှင်အားလုံးအဆင်ပြေအောင်မြတ်တိုးတက်ကြပါစေ။ဟုတ်ပါပါ တရက်6လ2025မှာ15ရက်6လ2025အတွက်တောက်ကြတာဒီမင်းများရဲ့ကန်စတာကိုဒါရနမိတ်ခေါ်ကြပြီးမှဖြစ်ပါလေဒီကလာမှာတောက်ကြတာဒီမင်းကြီးရဲ့အလောက်ကိုင်းနဲ့ပတ်သိမ့်တော့အလောက်ကိုင်းခွင့်လန်းကောင်းနေပေါ်ပါပါလိမ့်မယ်နော်လုပ်ငန်းတနေရာတအဆက်အသွယ်တွေရရှိပြီးမှအလောက်ကိုင်းလေးတွေအဆင်ပြေပါမယ်အောင်မြင်ပါမယ်ရောင်းဝယ်လေးတွေကောင်းပါလိမ့်မယ် ဘေ့စ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်ဒီကာလမှာဥစ္စာပစ္စည်းတွေနဲ့ပတ်သက်ရင်လည်းလေအထက်အထက်လေးတွေစံကြမှုလေးတွေစာချုပ်စာတမ်းနဲ့မှတ်ရေးထူတာတွေမှာတည်ထားပြဖို့လိုမယ်ဥစ္စာပစ္စည်းလေးတွေမှာအမှုအခင်ပြဿနာလေးတွေကြုံရတတ်ပါတယ်နော်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တည်ထားဖို့လိုမယ် မိတ်ဆွေကံနဲ့ပတ်သက်မှာမိတ်ဆွေကံလေးတွေမှာတော့အချက်လေးတွေအနှောက်အယှက်လေးတွေရှင်ပြိုင်မှုတွေပြိုင်ဆိုင်မှုတွေကိုယ်စမ်းကျင်မဲ့လူတွေခန္ဓာကိုယ်ပေါ်မဲ့လူတွေနဲ့ကြုံရတတ်ပါတယ်။အိန္ဒြေဥယျာဉ်ကိစ္စလေးတွေမှာတော့အိန္ဒြေလေးတွေပြန်လဲအစဉ်ပြေတာမျိုးတာရတာမျိုးကိုယ်စီရထွက်ခွာသွားတဲ့ချစ်သူတွေပြန်လဲရောက်ရှိရတတ်တာမျိုးလေးတွေကြုံရမယ်။အိန္ဒြေလေးတွေတာရချမ်းမြေ့မယ်မိသားစုအခြေအနေနဲ့ပျော်ရွှင်ဖွယ်ခရီးတို့ခရီးရှိလေးတွေတွားရလာတတ်ပါတယ်။ သာသမီလောင်းငယ်တန်းကြီးကိုမောင်မဆင်တို့တာချင်းကန်နဲ့ပတ်တဲ့နော်သတိထားပေးဖို့လိုမယ်သာသမီလေးတွေမိကိုမောင်မတွေရဲ့အဆင်မပြေမှုဆွေမျိုးသားချင်းတွေရဲ့ဒုက္ခရောက်မှုလေးတွေကိုကြုံရတွေ့ရကြရသိရတတ်တယ်။ဒါကြောင့်မလို့စိတ်တော့ကလေးတွေများတတ်ပါတော့နော်။ရန်အန်တီရဲ့အမိနဲ့တော့ရန်လေးတွေကတော့ရှိမယ်ပေါ့နော်။ကိုယ့်ရဲ့ချစ်သူခင်သူတွေဂျားထဲမှာခလောက်ဆန်တဲ့သူတွေတွေးခွဲတဲ့သူတွေတပုတ်လီလင်းပြောတဲ့သူတွေနောက်ကျတော့ဒါနဲ့ထူးမဲ့သူတွေဒါလေးတွေကိုဂရုစိုက်ပေးဖို့လိုမယ်။ ကိုယ့်ရဲ့အခြေအိမ်ထောင်ရေးတွေနဲ့ပတ်သက်တော့အမိရဲ့ဖာဒီတော့ကိုထက်ကြီးခဲ့တဲ့သူတွေရဲ့အကူအညီခေါင်းလေးတွေကြောင့်လည်းအထင်လွဲမှုနားလည်မှုလွဲတာလေးတွေပြန်လဲအဆင်ပြေမဲ့ကိုယ့်ရဲ့ချစ်သူအိမ်ထောင်ဘက်တွေနဲ့ပါရတော့ခြေလန်းဖူးတွေကိုပြန်လဲရှောက်လန်းနိုင်ပါမယ် ကျမ်းမာရေးအနေနဲ့တော့စိုးရင်စရာမရှိဘူးပေါ့နော်ကျမ်းမာရေးလေးတွေကောင်းတယ်လို့ပြောရမယ်တစ်ခါတလေခါနာတတားလေးတွေအထိုင်များလို့ခါနာတာလေးတွေဖြစ်တတ်ပါတယ်ကိုဘွားရဲ့အေးချမ်းခြင်းခြင်းချမ်းခြင်းနဲ့မိတ်တွေမှာတော့အေးချမ်းမှုတွေမရှိခဲ့ဘူးအဆာဆာရရဖြတ်လို့ဖြစ်စီး ကိုယ့်ရဲ့ချစ်သူအိမ်ထောင်ဘက်တွေရဲ့ဈာထဲမှာခလောက်ဆန်တဲ့သူတွေဖြစ်စီတဲ့သူတွေဈာလူတွေကြောင့်မလို့ပေါ့နော်ဘဝမှာအဆင်မပြေရည်ကြုံတွေ့ခဲ့ရတယ်ပေါ့နော်အခုလက်ရှိကန်စာတာအရာစိန်တော့ကန်လေးတွေကတော့ပြန်လဲကောင်းမွန်လာပြီကန်တွေကဆဆရရအစင်ပြေပြီမဲတော့နှစ်ပိုင်းရဲ့ဆောင်းဆောင်မှုတွေကိုရရှိနေပြီပေါ့နော်ငွေကြေးဥစ္စာပစ္စည်းတွေနဲ့ပတ်သက်ရင်တော့ ကိုကြိုးစားရင်ကြိုးစားသလောက်ရရှိမဲ့ကစားတာလေးတွေဖြစ်မယ်ဘလို့ပဲအခက်အခဲတွေဘလို့ပဲအတားအဆီးတွေရှိရှိမိမိရဲ့မလျှော့တော့ဆဲကြောင့်အဆင်ပြေပါမယ်လက်ရှိအပူတော်ကအမိနဲ့တော့အမျိုးသမီးတဦးနဲ့ရဲ့မနာလိုမုံထားအတိုက်အခိုက်တွေကြောင့်မလို့စိတ်တော်ကများမယ်စိတ်ဆင်းရဲစရာတွေကြုံမယ်ပြဿနာတွေကြုံရနိုင်ပါတယ်နော် ရေရရအနေနဲ့ဆိုလို့ရှိရင်เนาะပွဲလန်းတစ်ပြည့်အလှူအတန်းကြီးတွေမှာအခုတိုင်းနိုင်တဲ့အလှူငွေလေးတွေထည့်ပေးခြင်းအလှူတန်းလေးတွေပြုလုပ်ခြင်းအဖြစ်အဆင်ပြေပါလိမ့်မယ်အားလုံးအေးချမ်းသာရအဆင်ပြေကြပါစေရှင်မင်္ဂလာပါတရ6လ2025မှာ15ရက်6လ2025အတွက်စနေသားသမီးများရဲ့ကန်စာတာကိုတာဝန်နဲ့ခေါ်ကြပြီးမှဖြစ်ပါလေ ဒီကာလမှာစနေသားသမီးတွေကအလောက်ကိုင်းနဲ့ပတ်သိနေငါတကောကောတာထင်းရဆိုင်တာတဆွထိုးလောက်တာငါမအမှန်ဆိုတဲ့စိတ်ကလေးကြီးရှော့မှတာအဆင်ပြေပါမယ်မဟုတ်လို့ရှိရင်တော့လုပ်ငန်းခွင်မှာအဆင်မပြေမှုတွေကြရှုံမှုတွေဆုံးရှုံးမှုတွေများပါလိမ့်မယ်အုပ်စာပစ္စည်းနဲ့ပတ်သက်ရင်ငွေကြေးအုပ်စာပစ္စည်းလေးတွေမှာအကုန်ကြရများနေမယ်ကိုယ့်ရဲ့ချစ်သူခင်သူတွေအတွက်ငွေကုန်ကြေးကြရများနေမယ်အတုံးဆွဲပြီးကျန်နေပါလိမ့်မယ် မိတ်ဆွေကံနဲ့ပတ်တဲ့နော်မိတ်ဆွေကံလေးတွေကောင်းပါတယ်မိတ်ဆွေရဲ့အကူအညီကောင်းကိုထက်ကြီးခဲ့တဲ့သူရဲ့အကူအညီကောင်းလေးတွေရရှိမှာဖြစ်ပါတယ်အင်တွင်းရေးဥယင်ကိစ္စတွေနဲ့ပတ်တဲ့နော်ဒီကာလမှာအင်တွင်းရေးလေးတွေမှာအဆင်ပြေမှုအလေးတွေတွေ့ရတယ်အဆဆရရနှစ်မျိုးနှစ်ခုနှစ်နေရာကနေမှာပေါ့နော်အဲအဆင်ပြေမှုလေးတွေကြုံရမယ်ကိုယ့်ရဲ့ဘဝမှာအချစ်တစ်တွေအိမ်ထောင်ဘက်အတစ်တွေရရှိတတ်တယ်ကိုယ့်ရဲ့ ဘဝမှာပေါ့နော်ရွေးချယ်စရာအခွင့်အရေးလေးနှမျိုးနှစ်ခုရရှိမှာဖြစ်တယ်ပေါ့နော်အဲ့တော့သာသမီလက်အောင်ငယ်တိုင်းဒီပုံမှန်မှာဆွေမျိုးသားချင်းကံနဲ့ပတ်သက်ရင်လည်းအရန်ကိုကောင်းပါလေသာသမီလေးတွေရဲ့အစဉ်ပြေမှုအောင်မြင်မှုပျော်ရွှင်ချမ်းမြေ့မှုလေးတွေကိုကြွားကြားရသိရမှာဖြစ်ပါတယ်ရန်အန်တီရဲ့အနေနဲ့တော့ရန်လေးလေးရှိပါတယ်ခင်ဗျစိုက်ဖို့လိုပါမယ်တွားရင်လာရင် အမြင်အပြုတ်ကြတာလေးတွေရင်အန်တီရဲ့လေးတွေမတော်တဆထိခိုက်ရှာနာလေးတွေဖြစ်တတ်ပါတယ်နော်သတိထားဖို့လိုပါမယ်အချစ်ရေးအိမ်ထောင်ရေးတွေနဲ့ပတ်သက်တဲ့စနေသားသမီးလေးတွေ ချစ်သူတဲ့ဘဝတဲ့ပြန်စားတတ်ပါတယ်လက်ရှိရှိပြီးသားအိမ်ထောင်တွေပြိုကွဲသွားလို့လုံးဝပြီးဆုံးသွားတာလူကြီးတွေကြုံရနိုင်ပါတယ်ဒါကြောင့်မို့အချစ်တစ်တွေတော့ပြန်ပြီးတော့မှရရှိတတ်တယ်ပေါ့နော်အချစ်ဟောင်းတွေကတော့လုံးဝပြီးဆုံးသွားတာဖြစ်တယ်ကျမ်းမာရင်းနဲ့ပတ်သက်ရင်တော့အသေးစားတော့၎င်းအကြီးစားတော့၎င်းခွဲစိတ်ကူတာခံရတတ်တဲ့ကန်စာတာလေးတွေဖြစ်တာမို့လို့နည်းနည်းလေးသိရှိဖို့လိုပါမယ် ကိုဘွားရဲ့အေးချမ်းခြင်းငြိမ်းချမ်းခြင်းနမိတ်ဒီမှာတော့အေးချမ်းမှုတွေမရှိခဲ့ဘူးပြိုင်ဆိုင်မှုတွေရှင်ပြိုင်မှုတွေတည်ရင်နေအတိုက်ခံတဲ့အရင်များတဲ့ကန်ဆာတာလေးဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့အခုလက်ရှိကြုံတွေ့ရမယ့်ကန်ဆာတာလေးတွေကတော့ကန်ဆာတာတွေအရင်ကောင်းလာပါပြီအဖက်ဖက်ကနေစီလုံးမှုတွေညင်ညွတ်မှုတွေအောင်မြင်မှုအသေးအပွင့်တွေကိုရရှိမှာဖြစ်တဲ့ကန်တွေအရင်ကောင်းလာပါနေပါပြီ ငွေကြေးလက်လာပကတွေလည်းအရန်ကိုအစဉ်ပြေလာတော့မှဖြစ်တယ်တလအတွင်းမှာငွေကြေးဥစ္စာပစ္စည်းတွေပေါများကျွားစွာရရှိမယ်လုံသမားကြိုက်သမားတွေအစဉ်ပြေမယ်အခုလက်ရှိကြုံတွေ့ရမယ့်ကန်ဆာတာလေးမှာတော့ဘဝတည်နေရာတည်လုပ်ငန်းတည်အဲ့လိုမျိုးအတိအပြောင်းလဲလေးတွေကောင်းသောပြောင်းလဲမှုတွေနဲ့ကြုံတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ရေဒီယာအနေနဲ့ဆိုလို့ရှိရင်เนาะရေဒီယာကတော့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မှာပေါ့เนาะအမျိုးသမီးလေးတွေကို ငွေကြေးထောက်ပံ့တာလေးတွေကူညီတာလေးတွေမရှိစင်းရတော့အမျိုးသမီးတွေကိုကူညီချင်းအားဖြင့်အဆဆရရအဆင်ပြေအောင်မြင်ပါလိမ့်မယ်ရှင်အားလုံးအဆင်ပြေသားရအေးချမ်းကြပါစေကတ်ကြီးတို့မှမကြောနိုင်ဟာ